စစ်သည်များဆေးလွတ်ပြီးမိမိကိုကူညီခဲ့တဲ့မြောက်ကိုရီးယားကိုပူတင်ကကျေးဇူးတင်ကြောင်းပြောပါတယ်။မြောက်ကိုရီးယားသမ္မတကင်ဂျွန်အွန်ရဲ့ပေးဆမှုကိုဘယ်တော့မှမမေ့ပါဘူးလို့ပူတင်ကပြောပါတယ်။ရုရှားနဲ့မြောက်ကိုရီးယားတို့ဟာစစ်ရေးအရမိတ်ဖက်ဖွဲ့ပြီးတော့ပူးပေါင်းဆောင်မှုတွေတိုးမြင့်လွှတ်ဆောင်လျက်ရှိကြောင်းကြေညာချက်ကိုအစင်စိုက်ထုတ်ပြန်ခဲ့ခြင်းကပြသနေပါတယ်။ယူကရိန်းတပ်တွေဟာယမန်နဲ့တွင်ရုတ်တရက်ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ကတ်စ်တွေသောရုရှားတပ်ဖွဲ့ကအလုံးစုံပြန်သိမ်းယူနိုင်ဖြစ်ကြောင်းရုရှားဘက်ကကြေညာမှုနှစ်ရက်ကြာမှာ ဲ့ဒီလိုညင်ညာချက်တည်တည်ထုတ်ပြန်ခဲ့တာပါအဲ့ဒီပြောကြားချက်ကိုယူကရိန်းတောင်ဝန်ရှိသူတွေကပယ်ချပြီးကော့စ်ဒေတာရှိနေရာချုံမှာစစ်စင်ရေးတွေဆက်လုပ်နေကြောင်းပြောပါတယ်ရုရှားတပ်ဖွဲ့တွေနဲ့ပခုံးချင်းရှင်ပြီးရုရှားမျိုးကို၎င်းတို့ရဲ့အမိမြေကဲ့သို့ကောက်ွယ်ပေးတဲ့မြောက်ကိုရီးယားစစ်တီတော်တွေကိုပူတင်ကချီးကျူးကြောင်းရုရှားဆိုရဝက်ဆိုက်မှာတင်ထားတဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ရုရှားပြည်သူတွေအနေနဲ့မြောက်ကိုရီးယားထုတ်တဖွဲ့ဝင်ရဲ့သူရသတိကိုဘယ်တော့မှမေးပြောက်မှာမဟုတ်ပါဘူးရုရှားအတွက်မိမိတို့ရဲ့ဘုံလွတ်လပ်ရေးအတွက်ရုရှားညီနောင်တွေတဲ့အတူအသက်ပေးတိုက်ပွဲဝင်ကြတဲ့မြောက်ကိုရီးယားသူရဲကောင်တွေကိုထာဝရအကုန်ပြုပါတယ်လို့ပူတင်ကဆိုပါတယ် နော်ကိုရီးယားကောင်းဆောင်ကင်ဂျုံအွန်ဟာယူကရိန်းကျူးကျော်သူတွေကိုတဲ့ချေမုံတုတ်တင်ရှင်းနေဖို့နဲ့လက်နက်ကန်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးကတ်တွေသာလွတ်မြောက်ရေးဆောင်ရွက်ဖို့ရုရှားကိုတပ်ဖွဲ့တွေဆဲလွတ်ခဲ့ကြောင်းနော်ကိုရီးယားဘ ਹੁ စစ်ကော်မရှင်က AB 28မှာဝန်ခံပါတယ်အဲ့ဒီနယ်စပ်ဒေသပြလဲသိမ်းရွာမှာမြောက်ကိုရီးယားတပ်တွေဟာရုရှားအတွက်အရေးပါတဲ့ပံ့ပိုးကူညီမှုပြုလုပ်ပေးခဲ့တယ်လို့ဘ ਹੁ စစ်ကော်မရှင်ကပြောပါတယ်။မြောက်ကိုရီးယားဟာယူကရိန်းကိုတိုက်ခတ်နေတဲ့ရုရှားကိုအခိုင်အမာထောက်ခံကြောင်းအကြေညာပြောပြီးရုရှားက ယူကရိန်းကိုကျူးကျော်တာမဟုတ်ဘဲနဲ့ယူကရိန်းကသာရုရှားကိုကျူးကျော်တာဆိုပြီးပြောင်းပြန်ပြောနေပါလေ။မြောက်ကိုရီးယား1950 53ကိုရီးယားစစ်ပွဲနောက်ပိုင်းလက်နက်ပဋိပက္ခအကြီးတစ်ခုပြမှာပထမဆုံးပါဝင်ပတ်သက်မှုဖြစ်ပြီးခဲ့တဲ့အဆောင်အပေါ်မှာရုရှားကတပ်ဖွဲ့ဝင်1000ကနေ12000လေးဆေးလုခဲ့ကြောင်းအမေရိကန်တောင်ကိုရီးယားနဲ့ယူကရိန်းထောက်နေရာရှိတွေကပြောပြီးအဲ့ဒီတော့ကမြောက်ကိုရီးယားကဝန်ခံခြင်းမရှိပါဘူး။2024မှာချုပ်ဆိုတဲ့အပြန်အလှန်ကာကွယ်ရေးဆိုင်ရာသဘောတူစာချုပ်အရာ မြောက်ကိုရီးယားတစ်ဖက်ကိုဆက်လုခဲ့ခြင်းဖြစ်ကြောင်းရုရှားသမ္မတပူတင်နဲ့ကင်ဂျုံအွန်းတို့နှစ်ဦးလုံးကနောက်ပိုင်းမှာအတည်ပြုပါတယ်။အဲဒီသဘောတူချက်ဟာစေးတိုက်ပွဲပြီးဆုံးချိန်နောက်ပိုင်းနှစ်နိုင်ငံရဲ့အကြီးဆုံးကာကွယ်ရေးသဘောတူညီချက်ဖြစ်သတ်မှတ်ခံရပါတယ်။စာချုပ်အရသူတို့နှစ်နိုင်ငံအနက်နိုင်ငံတနိုင်ငံသားတိုက်ခိုက်ခံရရင်စည်ရေးရကူညီတွေချက်ချင်းပေးဖို့နှစ်နိုင်ငံလုံးကဖြစ်နေတဲ့များနီလန်အလုံးသုံးမယ်ဆိုပါတယ်ရုရှားကိုဆက်လုပ်ခဲ့တဲ့မြောက်ကိုရီးယားစစ်သည်အရေးအတွက်နဲ့ ထိခိုက်ဒဏ်ရာသေဆုံးတဲ့ရေအတွက်ကိုရောက်ကိုရီးယားကရုရှားကပါ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ဒါပေမဲ့ရုရှားယူကရိန်းစစ်ပွဲရှေ့တန်းစစ်မှန်မှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တေဆုံးခဲ့တဲ့မြောက်ကိုရီးယားစစ်သည်ဦးကြီးဟာ၄တောင်လောက်ရှိကြောင်းတောင်ကိုရီးယားစစ်တပ်ကတော့ထုတ်ပြန်ပါလေ။မြောက်ကိုရီးယားဟာအခုနှစ်အစောပိုင်းမှာရုရှားကိုစစ်သည်၃ထောင်ထပ်မံဆေးလွတ်ခဲ့ကြောင်းပြောပါလေ။မြောက်ကိုရီးယားရုရှားကိုတဖုတ်အနေဆေးလွတ်ခဲ့တဲ့အပြင်သမရိုးကြလက်နက်များအပြောက်ကိုလည်းပံ့ပိုးခဲ့ပါလေ။ရုရှားကမြောက်ကိုရီးယားထံကို ၎င်းတို့ရဲ့နျူကလ িয়ার အစီအစဉ်တိုးတက်စေမဲ့အဆင့်မြင့်လက်နက်နည်းပညာတွေဖြင့်တခြားစီးပွားရေးနဲ့စီးရေးကူညီတွေပြန်လည်ပေးရမှာကိုတောင်ကိုရီးယားနဲ့အမေရိကန်တို့ကစိုးရိမ်နေပါတယ်။ယူကရိန်းမှာရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကိုမြောက်ကိုရီးယားထောက်ခံအားပေးခြင်းဟာနိုင်ငံတကာလုံးကြုံရင်းကိုဆူဆူဝါထိခိုက်စေလို့မြောက်ကိုရီးယားအနေနဲ့ရုရှားကနေ၎င်းတို့တပ်ဖွဲ့တွေကိုချက်ချင်းပြန်ရုပ်သိမ်းမှုတောင်ကိုရီးယားပြန်လည်ပေါင်းစည်းဝင်ကြီးဌာနကတောင်းဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့တပ်ဖြန့်ချတော်မှုအစိုးရအတွက်မြောက်ကိုရီးယားစစ်သည်ငယ်တွေကိုစစ်တေးဖြစ်တဲ့လူမဆန်တဲ့လုပ်ရဖြစ်ကြောင်းလက်ရှိမှာတော့တောင်ကိုရီးယားဘက်ကကြေညာထားပါတယ်